TikTok application လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်တော့ဗီဒီယိုတင်ဖို့အတွက်ဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ကျွန်တော်တို့ဗီဒီယိုတင်ဖို့အတွက်ဒီနေရာလေးကိုနှိပ်ပါပြီးရင်မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ဗီဒီယိုကိုမိတ်ဆွေတို့တင်မဲ့ဗီဒီယိုကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီအောက်နာကဒီနှိပ်ကိုပဲနှိပ်လိုက်ပါ ြီးရင်ကျွန်တော်တို့တင်တဲ့ဗီဒီယိုကိုလူစိတ်ဝင်စားအောင်လူကြည့်များအောင်လို့ကျွန်တော်တို့ template ထည့်ဖို့လိုအပ်ပါတယ်ကျွန်တော် template ထည့်မယ်ဆိုလို့ရှိရင်เนาะဒီအောက်နာက edit ဆိုတဲ့ edit cover ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်ဒီအောက်နာက alloc ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာမှာမိတ်ဆွေတို့ cover ပုံလုပ်မယ် template လုပ်မယ်ဓာတ်ပုံတစ်ပုံကိုနှိပ်လိုက်ပါ ကဘာပုံကိုကျွန်တော်တို့ထည့်ပြီးပြီဆိုလို့ရှိရင်အပေါ်နာကစေ့ကိုတစ်ချက်နှိပ်ပါအဲဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ထည့်လိုက်တဲ့ကဘာပုံကဒီနေရာမှာလာပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီဗီဒီယိုကိုဗီဒီယိုရဲ့ခေါင်းစဉ်ပေါ့နော်ကျွန်တော်တို့ထည့်မယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးတော့ကျွန်တော်တို့ဒီမှာတက်တွေပါတွေထည့်မယ်ဆိုလို့ရှိရင်လည်းဒီချက်လေးကိုနှိပ်ပြီးတော့အဲဒီနောက်နောက်မှာဒီဗီဒီယိုနဲ့ပတ်သက်တဲ့တက်တွေခေါင်းစဉ်တွေကိုကျွန်တော်ဒီနေရာမှာရေးထည့်လိုက်ပါ ျွန်တော်ကနမူနာပြပေးတာဖြစ်တဲ့အတွက်ဒီလိုလေးပဲကျွန်တော်ရေးထည့်လိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာတမ်ပတိလည်းကာဘာပုံလည်းထည့်ပြီးပြီဖြစ်တဲ့အတွက်ဒီပေါ်နာကပို့လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုကို တင်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အဆန်းလုတ်ပြတာဖြစ်တဲ့အတွက်ပို့တင်မပြတော့ဘူးเนาะမိတ်ဆွေတို့ကမိတ်ဆွေတို့ထည့်မဲ့ကာဘာပုံကိုဒီဗီဒီယိုမတင်ခင်ပေါ့เนาะအစင်သင်ပြုတ်လုထားမှာဖြစ်ပါတယ်ကာဘာပုံကိုကျွန်တော်တို့အစင်သင်ပြုတ်လုလို့ပြီးမှသာလျှင်ဗီဒီယိုကို တင်ပြီးတော့ကာဘာပုံကိုဒီနေရာကနေပြီးတော့လာပြီးအခုကျွန်တော်ထည့်ပြခဲ့တဲ့အတိုင်းထည့်ရမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုကြိုက်နှစ်သက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားဖို့မပြေပါနဲ့เนาะ